2025ခုနှစ်မေလ24ရက်နေ့စနေနေ့နာနဲ့6နာရီဂျိုတို့ကပေးပို့တဲ့တိုင်းတာချက်တွေနဲ့ခမန်းချက်များကိုဆက်လက်လေ့လာ တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ခမန်းချက်တွေဟာကျွန်တော်10နှစ်ကျော်သုတေသနလုပ်ထားတဲ့ပုံတိနည်းများနဲ့တစ်ချက်လေ့လာမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မုတ်တုံလေးစီးကြောင်းကမြန်မာပြည် ဘယ်အရာဒေတာတွေကိုမိုးရွာနိုင်လဲဆိုတော့တိမ်ငွေများ လေစီးကြောင်းများရေဖွဲ့မှုများ ਨੇ ကျွန်တော်တို့ခမန်းတင်ပြมาဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီလေစီးကြောင်းဟာတနာရီမိုင်30အထိမြင့်လာပြီးတော့ရခိုင်နဲ့ဘင်္ဂလားပင်လယ်မှာလေဆုံချက်အနည်းငယ်ဖြစ်တာတွေ့ရသလိုပဲကြံတဲ့မုတ်တုံလေနဲ့မုတ်တုံမိုးတွေဟာမြန်မာပြည် အလေရိုးတစ်လျှောက်ဝင်ပြီးတော့နေရာကွက်ကြားမိုးရွာနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။ဒီကနေ့မနက်6နာရီဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့တိမ်တွေဟာတိမ်နေနေဖြစ်သလိုပဲတိမ်အမြင့်ကိုလည်းတွေ့ရမှာဖြစ်ပြီးတော့မြမာပြည်အလဲပိုင်းကိုဖျောက်ဝင်သွားတဲ့တိမ်တွေဟာအပူငွေ့ကြောင့်မြမာပြည်အထက်ပိုင်းမှာမိုးတိမ်တောင်စုဖွဲ့မှုတွေ ဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်ဒီတိန်နေရနေ့လယ်12နာရီလောက်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ကဆက်ဝင်သွားတဲ့တိန်နေနေရမြန်မာပြည်တစ်ခုလုံးကိုလွှမ်းခြုံပြီးတော့အေးတိုက်ရတဲ့နေရာအချို့သာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမတွေ့ရှိရပါတယ်24ရက်နေ့ဘယ်နေရာတွေကွက်ပြီးတော့မိုးကြီးမလဲဆိုလို့ရှိရင်အခုအနီးရောင်ပြထားတဲ့ ဒေတာတွေဟာဆိုလို့ရှိရင်24နာရီအတွင်းမှာမိုးရခြင်းလေးလက်မပောင်းဝန်းကျင်ရရှိနိုင်ပြီးတော့အဝါရောင်ပြတဲ့ဒေတာတွေဟာဆိုလို့ရှိရင်မိုးရခြင်းတိတသမလေးလက်မအထိရရှိနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ရွှေဘွားနေပြီးတော့အထက်ဒေတာဟာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ6မြင်းညာမုံရွာဂျားရဲရဒေတာဟာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ 相比呢，老啡泉呢，相比呢寺庙嘛，你也、啊、过不了、哦；母鸡奶奶，你他乌对呀嘛去嘞。偷渡，等于那一代嘛，属于新的，灭太阳的那一老脑啡嘛，你也、啊、过不了母鸡奶嘛的嘞。那三伢子你们呢交得起嘛咯？别个拉平嘞，到咪个毛肚里洗澡哈？ လေတိုက်ခတ်မှုလုံးမြန်မာလာနိုင်ပြီးတော့တနာယို45မိုင်နှုန်းနဲ့မြမတောင်ပိုင်းကမ်းရိုးတန်းတလျှောက်ကို ဖြတ်ပြီးတော့ပဲခူးတိုင်းရန်ကုန်တိုင်းအေရော်ဒီတိုင်းကို ဖြတ်တန်းတိုက်ခတ်မယ်လို့ခန့်မှန်းရပါတယ်ဒီနေရာမှာလေစုံကျကျတဲ့နေရာဒီမှာတော့မြေဆိုင်လေတိုက်ခတ်နိုင်လို့သတိထားဖို့လိုအပ်လာပါပဲ25ရက်နေ့ ်လေစီးကြောင်းနဲ့အတူပါလာတဲ့မြေနှိမ့်တိမ်နေရာဆိုလို့ရှိရင်တော့မြမာပြည်တောင်ဘက်တစ်ခုလုံးကိုထူထပ်စွာဖြတ်သန်းနေပြီးတော့မြမာပြည်အထက်ပိုင်းနဲ့အခြားနေရာတွေမှာတော့မိုးတိမ်တောင်ဖြစ်နေအပေါ်ကိုတက်သွားတာတွေ့ရမှာဖြစ်ပါတယ်။25ရက်နေ့ရွာနိုင်တဲ့ဒေသတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့စောစောကလေစီးကြောင်းကတွန်းလိုက်တဲ့အတွက်ကြောင့်မလို့ တနင်္လာရီတိုင်းအောက်ဖက်မှာမိုးရခြင်းလေးလဲမလောက်ဒီ24နာရီအတွင်းရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့တနင်္လာရီတိုင်းမှာတွာလာနေကြတဲ့တောင်ပေါ်လမ်းတွေမှာရေကြော်ခြင်းတွေစတင်ဖြစ်ပွားနိုင်ပါတယ်။ထို့အတူပဲချင်းတောင်တန်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မန္တလေးအထက်နားမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ဘက်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲမြမပြီးအလဲပိုင်းမြင်းကြာဂျီနန်ကြောင်6ရဲ့အရှိဘက်ဒေသမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုကျွန်တော်တို့ခမှတွေ့ရှိရပါတယ်ရခိုင်ရိုးမနဲ့မကွေးကြားထဲမှာရှိတဲ့ဒေသမှာရုတ်တရက်မိုးကြီးနိုင်ပါတယ်ရခိုင်ရိုးမနဲ့ပြည်နဲ့ကြားထဲမှာရှိတဲ့ဒေသမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်26ရက်နေ့ ရောက်တဲ့အခါမှာတော့မုတ်တုံလေးစီးကြောင်းပုံမိုးအားပြင်းထန်လာပြီးတော့မြမာပြည်မွန်ပြည်နယ်ကမ်းကပ်မှာလေဖျားနေရအခု나이အနေငယ်ဖြစ်ပေါ်နိုင်တယ်လို့ကျွန်တော်တို့ခမှန်းတွေ့ရှိရပါတယ်ထို့အတူပဲဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာဒီဆိုင်ဝဲတွေဖြစ်ပြီးတော့တိမ်တွေကိုစုပြီးတော့မှမြမာပြည်ကိုဆက်လက်တွန်းပို့နိုင်တဲ့အနေအထားဖြစ်ပါတယ် တော်တော်ကပြောတဲ့မွန်ပြည်နယ်ကန်ယူရန်ကလီဖီးယားနေရာရောင်းဟာရခိုင်ပြည်နယ်လီဖီးယားနေရာရောင်းကို26ရက်နေ့တရက်ထဲမှာပဲပြောင်းလဲသွားနိုင်တဲ့အနေထားရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြောနိုင်တာကဒီကထုတ်လုပ်တဲ့တိန်တွေဟာမြမာပြည်အောက်ဘက်ချမ်းကိုပွက်ပြီးတော့မိုးအများကြီးရွာမယ်လို့ခမန်းနာကို ျွန်တော်တို့တိမ်အနေထားနဲ့ကြည့်မယ်ဆိုရင်ဒါကမြေနေတိမ်နေစုစည်းမှုဟာပုံမတိမ်တီးလာပြီးတော့မြမပြည်အနှံ့ကိုဖြန့်ပြီးတဲ့အပြင်ကိုပဲမြမပြည်မြောက်ဘက်ကဆင်းလာတဲ့လေးကြောက်မလို့ဒီနေရာမှာရေငွေ့ဖွဲ့မှုမြင်မာနိုင်တဲ့အခြေအနေကိုတွေ့ရမှာဖြစ်ပါတယ်26ရက်နေ့မှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်သခိုင်းတိုင်းနဲ့ချင်းတောင်တန်းကို မိုးတီးထန်စွာရွာသွန်းပြီးတော့ကချင်ပြည်နယ်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။ထို့အတူပဲမကွေးခရိုင်ဗဟိုပြုတ်ပြီးတော့ရခိုင်ရိုးမနဲ့ဆက်ဆက်လွင်မြင်အကုန်လုံးဟာမိုးတီးထန်စွာရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့သူသတိပေးလိုက်ပါလေ။ရခိုင်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးရေချိန်3.5လက်မလောက်အထိ ရွာသွန်းနိုင်တယ်လို့ပဲသူပဲခူးတိုင်းအရှိချမ်းမှာကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးတီးထန်းစွာရွာသွန်းနိုင်တဲ့အခြေအနေလို့ကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်29ရက်နေ့ရောက်တဲ့အခါမှာတော့မုတ်တုံလေစီကြောင်းဟာလေဆိုင်ဝဲအတွင်စတင်ပြီးတော့ဖုန်မျိုးလာပြီးတော့တနအာရီကို45မိုင်အထိ မင်္ဂလာပင်လယ်ပင်တစ်ခုလုံးမှာစတင်တိုက်ခတ်ပြီးတော့မြမာပြည်အလဲပိုင်းကိုလည်းဝင်ရောက်တဲ့အခါမှာ နေပြည်တော်လောက်မှာသုံးပြီးတော့မြောက်ဘက်ကလာတဲ့လေစီကြောင်းကရေငွေ့အပြည့်ပါတဲ့လေစီကြောင်းကို မိုးအဖြစ်တဲတဲမဲမဲရွာသွန်းနိုင်တဲ့အခြေအနေဖြစ်နိုင်ပါတယ်ကျွန်တော်တို့လေဆံဝဲစုံကြဲ့ရဲ့တိမ်တိတ်တိမှုမြင့်မားတဲ့အတွက်ကြောင့်မလို့ မြမာပြည်အောက်ဖက်ချမ်းလုံးဟာဆိုလို့ရှိရင်တဲတဲမဲမဲမိုးတီးထန်းစွာရွာနိုင်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ်အထူးသဖြင့်မန္တလေးမုံရွာစစ်တွေကရားပြည်နယ်အောက်ပိုင်းတစ်ခုလုံးဟာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မကွေးနဲ့ပြည်ရခိုင်ရိုးမကြားမှာဆိုလို့ရှိရင် မိုးရေကြိမ်6လက်မလောက် 24နာရီအတွင်းရရှိနိုင်ပြီးတော့ဘကိုးတိုင်းအနောက်ချမ်းဖြူရန်ကုန်တိုင်းတို့မှာဆိုလို့ရှိရင်လည်းထို့အတူပဲ၄လက်မမှ6လက်မလောက်ဒီမိုးရွာသွန်းနိုင်တယ်လို့ကျွန်တော်တို့ခမှန်းတွေ့ရှိရပါတယ်။လက်ရှိငလျင်လုတ်တဲ့ဒေသတွေရဲ့အောက်ခြေမှာဒီအောက်ရီစီးဆင်းမှုလမ်းကြောင်းပိတ်တဲ့အတွက်ကြောင့်မလို့အခုပြထားတဲ့အနေအောင်ဒေသတွေအကုန်လုံးဟာမြေပြင်ပေါ်ကို စီးစင်းတဲ့ရေအလုံးဖြတ်သန်းနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေကြီးနိုင်တဲ့အန္တရာယ်ဂရိပေးလိုက်ပါတယ်28ရက်နေ့နာမည်ရောက်တဲ့အခါမှာလဲမုတ်တုံလေးစီးကြောင်းကပို့တဲ့မုတ်တုံမိုးဟာမြမာပြည်အထက်ပိုင်းကိုဆက်လက်ဝင်ရောက်ပြီးတော့မိုးအဖြစ်ရွာနိုင်ပါတယ်ပယ်ဆက်ရှင်းနဲ့အနေသားဟာမြောက်ဖက်ကလာတဲ့လေးစီးကြောင်းရင်ငွေဖွဲ့မှုကြောင့် မြမာပြည်ကိုကန့်လန့်တိုက် မိုးသီးထန်စွာရွာသွန်းနိုင်ပါれရခိုင်ပြည်နယ်မြောက်ဘက်မကွေးတိုင်းမြောက်ဘက်မန္တလေးတိုင်းတောင်ဘက်နေပြည်တော်အပါဝင်ရှမ်းပြည်နယ်အောက်ပိုင်းကယားပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့အခြားတိုင်းနဲ့ပြည်နယ်မှာလည်းနေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့ဒီကနေ့24ရက်နေ့မေလကနေပြီးတော့28ရက်မေလအထိ ီ9ရက်အတွင်းမှာရွာသွုံးမဲ့မိုးဟာမိုးရေချိန်6လမဖြစ်တဲ့အတွက်ကြောင့်မလို့မြေအောက်ဒီကြီးချောင်းကိုမဝင်နိုင်လို့မြမပြည်မှာနေရာကွက်ပြီးတော့တချို့နေရာတွေမှာရေကြီးနိုင်တဲ့အတွက်အလုံးပြင်ဆင်ထားဖို့ကျွန်တော်တို့သတိပေးလိုပါတယ်ဒီကနေ့ခမန်းချက်တရားဆိုရင်တော့ကျွန်တော်တို့10နှစ်တာသူတည်တနာလုပ်ထားတယ်ပုံတည်နည်းများရဲ့ခမန်းချက်ဖြစ်ပါတယ်လူဝတ္တများရှိရင်မင်းများနိုင်ပါတယ် ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့လဲ MP3 အတာဖိုင်လုတ်ပြီးတော့ download လုပ်နိုင်ပါတယ်မိမိတို့ရဲ့မိတ်ဆွေများကိုလည်းဝေမျှပေးကြပါတဘာဝဘေးအန္တရာယ်ကိုကျွန်တော်တို့သတင်းဖလှယ်မှုနဲ့ညင်ညာမှုနဲ့ကာကွယ်ကြအောင်ဗျာ